ကရိနီပူပေါတက်တွေကဘောလခဲအခြေဆိုင်စီကောက်စီတက်ရင်တွေကိုဝင်ရောက်တိုက်ခိုက်နေတယ်လို့ကရိနီတက်မတော် KA ကပြောပါတယ်။ကိုပီတာကတင်ဆက်ထားပါတယ်။ကရနီပူပတ်တွေကခုလ9ရက်နေ့ကစပြီးဘောလခဲခြေဆိုင်စစ်ကောက်စီခြေမြန်တရင်တွေဖြစ်တဲ့ခမရ339ခမရ469ခမရ433ညတ်တွေကို ဝင်ရောက်တိုက်ခိုက်နေတယ်လို့ Greeny Tam Do KE ကပြောပါတယ်။ကျွန်တော်အဲ့မှာကျွန်တော်တို့ကအဲ့ဒီမှာဝင်ပြီးတော့မှဟိုတာကျွန်တော်ပန်နေပြလဲဟိုထူလဲပေါ့အဲ့ဒါတော်ရှိတယ်လေ။ကိုကြီးကစားတော့ဖြစ်တယ်။ဘောလခဲချီဆိုင်စကောက်စီချင်းမြန်တည့်ရဲ၃ခုဖြစ်တဲ့ခမရ၃ခုခွန်ခမရ၄နှစ်ကိုခမရ၄၃၃ညမှာအင်းအား၂၀၀လောက်ရှိပြီးအဲ့ဒီထဲမှာစစ်မှုထမ်းတင်တန်းဆင်းတွေလည်းပါတယ်လို့ဘုံမူကြီးဘုံနိုင်ကပြောပါတယ်။ တိုက်ပွဲထဲစစ်ကောင်စီတပ်ဖက်ကလည်းလက်နက်ကြီးတွေလေကြောင်းပစ်ကူတွေနဲ့ပြန်လည်တိုက်ခိုက်မှုတွေရှိနေတယ်လို့ဗိုလ်မှူးကြီးဘုံနိုင်ကဆိုပါတယ်။ဘောလခဲမျိုးကိုခုနှစ်စောပိုင်းကတည်းကဂရနီတပ်ပေါင်းစုတွေကအလုံးစုံဝိုင်းဝန်းပိတ်ဆို့ထားပြီးရက်ခါဖြတ်တောက်ထားတဲ့အတွက်စစ်ကောင်စီဘက်ကရက်ခါနဲ့အင်အားဖြစ်တင်းမှုကိုလေကြောင်းကနေပဲလုပ်နေရတယ်လို့ပြောပါတယ်။ဘောလခဲမျိုးထဲကဒေတာခံတွေကိုဖေဖော်ဝါရီလ12ရက်နေ့နောက်ဆုံးထားထွက်ခွာဖို့ဂရနီတပ်ပေါင်းစုတွေကအတီးပေးထုတ်ပြန်ထားပြီးဖြစ်တာကြောင့် လက်ရှိမြို့ထဲမှာစစ်ကောက်စီနဲ့ဆက်ဆက်ပတ်သက်သူအယောက်900လောက်ပဲကျန်တော့တယ်လို့ဆိုပါတယ်။ကျန်တဲ့လူတွေကဟိုဒီစစ်ကောက်စီရဲ့ဝထန်းတွေပါပဲ။ဘာမှဝထန်းတွေခြေအုပ်တွေနမနဲ့ရဲတွေမဆလို့ဒီဘာညာဒီလူတွေပဲကြမ်းမလဲကျန်တဲ့ရသတော့မရှိတော့မရှိမရှိတော့ဖြစ်သွားပြီနော်။ဂရနီပြည်ကြားကလာအုပ်ချုပ်ရေးကောင်စီ IEC ကလည်းတိုက်ပွဲတွေဖြစ်ပွားလာနိုင်တဲ့အတွက်ဖားဆောင်မြို့နယ်မော်ချီဒေတာကိုဆက်သွယ်ထားတဲ့လမ်းတွေကိုမလ၄ရက်နေ့ကစပြီ ရဲ့ကတ်တမ်ရှိပိတ်လိုက်တယ်လို့အတိအပြီးထုတ်ပြန်ထားပါဗျ။